မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တဘာလ22ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းဆလင်းမြို့နယ်ငလေမန်းကြီးရွာဘက်ကိုထွက်လာတဲ့အကြမ်းဖက်စစ်သားများနဲ့ပြူစော်တီပူးပေါင်းစစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သားနဲ့ပြူစော်တီ၃ဦးသေဆုံးပြီးပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တဘာလ22ရက်နေ့စလီမျိုးဘော်ကအကြမ်းဖက်စစ်သားပြူစော်တီပူပေါင်းအင်အား30ခန်းဟာငလေမန်းကြီးရွာကပြည်သူများရဲ့စားနပ်ရိက္ခာများကို ခေါ်ဝတ်ရန်စစ်ကြောင်းထိုးလာတဲ့အတွာပြည်သူ့ကာကွယ်တပ်ဖွဲ့များကခုခံတိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်သား၃ဦးသေဆုံးပြီး၂ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိပြီးတော့ပြန်ဆုတ်ပြေးသွားတယ်လို့သိရပါတယ်။မနေ့ကဖြစ်တဲ့တိုက်ပွဲမှာတိုက်ပွဲဖြစ်ပြီးတော့ချက်ချင်းကိုပြန်ဆုတ်ပြေးသွားပါတယ်လို့မင်းမှုခရအမတ်တဲတိုင်ရင်ကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။၎င်းတိုက်ခိုက်မှုကိုမင်းမှုခရအမတ်တဲတိုင်ရင်ကရဲဘော်များကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိခိုက်မရှိဘဲနဲ့အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့စကိုင်းတိုင်းစားလင်းကြီးမြို့နယ်ပေါဝဖရားအနီးချင်းမွေ့မြေအတွင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့ဂျင်းဒီကြောက်စိတ်များတင်ဆောင်လာတဲ့ တင်းမော့၁၆စီးကိုမိုင်းဆွဲတိုက်ခတ်ရောက်စစ်ဗိုလ်တို့တေဆုံးခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တမလာ၂၁ရက်နေ့မနက်၁၀:၃၀မိနစ်အချိန်ကကျင်းနီများတင်ဆောင်လာပြီးတော့မုံရွာမြို့ဘက်ကိုစုံစင်းလာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့တင်းမော့၁၆စီးကိုပြည်သူ့ကာကွယ်တပ်ဖွဲ့များကပူးပေါင်းပြီးတော့စာလင်းကြီးမြို့နယ်ပေါင်းဝဖျားကြီးအနီးအရောက်မှာရှေ့ထွက်ပြောင်းတိုက်ခွနပွိုက်မိုင်းဆက်လေးလုံးနဲ့နှစ်နေရာခွဲပြီးတော့ဖောက်ခွဲတိုက်ခတ်ရောက်တင်းမော့ပေါ်မှာပါတဲ့စစ်ဗိုလ်တို့တေဆုံးပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။လှုပ်ရှားမှုကတော့မုံရွာမြို့နယ်ကလေးကပေါ့ ်ပေါ့ဝဘုရားကြီးနာရောက်တဲ့အချိန်မှာတိုက်ခိုက်ခဲ့တာလေရင်နဲ့လုံကြုံရေးယူပေးတယ်ပြစ်တော့မပြစ်သွားဘူးတင်းမောဘကဗိုလ်တူသေးတယ်လို့တရေရတယ်ကျန်တဲ့နောက်ဆက်တွဲတော့မသိရသေးဘူးဒီနေ့တော့တင်းမောတွေကအနှိမ့်ရွာနားမှာတောင်းတင်းနေတယ်အဲ့ဒီမှာဖိုင်တာနဲ့လာပြီးတော့ကျဲချနေတယ်အဲ့ဒီဘက်ကတော့ကျွန်တော်တို့နဲ့အလံဝေးသွားပြီချောင်းမျိုးနဲ့အစုံနဲ့ပခုတ်ကမျိုးနဲ့အဆက်သွားတော့ထိခိုက်ပျက်စီးမှုတော့မသိရသေးဘူးလို့ Brave Heart Army BHA တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားပါဗျ။အခုလိုမျိုးတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ကရဟရင်တစည်းနဲ့ပြန်ဝဲပြီးတော့လုံခြုံရေးယူပေးထားတော့လေ။လေရင်ပေါ်ကနေပြီးတော့ပြစ်ခတ်တိုက်ခိုက်ခြင်းမရှိဘူးလို့သိရပါဗျ။တင်းမပေါ်မှာရှိတဲ့စစ်သားများကလက်နက်ငယ်များဆက်လက်များနဲ့ပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။ယခုခါမှာ၆ဦးမြို့နယ်နဲ့ ပခုတ်ကူမျိုးနဲ့အဆက်မှရှိတယ်အနိုင်ကြီးရွာအနည်းကိုရောက်ရှိသွားပြီးတော့တင်းမောမြတောင်တင်းတွေကအကြမ်းဖက်စစ်ကောင်စီတပ်ကဂျက်ဖိုင်တာများနဲ့ဘုံကျဲတိုက်ခိုက်နေတယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုကို Chimney Fighter Group CFG ကဦးဆောင်ပြီးတော့ဘန်ဒူလာနဲ့အဖွဲ့သားများနဲ့ Braveheart Army BHA တို့ပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကိမရှိဘဲနဲ့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အရင်ပွဲတွေတုန်းကလည်းဂိုင်းငယ်လေးတွေနဲ့ပဲစော်ခဲ့ရတာအခုလဲကြောက်စိမ့်နေရောကျင်းနေတွေရော၁၉စီးအားကြီးနေဆိုတော့တေချာပေါက်လေရင်လာတာပေါ့ ရေချောင်းမှာလှုပ်ရှားရတာဆိုတော့ကျွန်တော်တို့ကအရန်ကိုအန္တရာယ်များပါတယ်။ကွင်းမြင့်ကြီးတဲ့ဆိုတော့ point လောက်ပဲဆွဲခဲ့ရတာ။ကြည်ဝိုးကတော့လူတာပေါ့။ပတ်စံပေါ့လို့ဝယ်နိုင်တော့ RPG လို့နဲ့စော်လို့ကောင်းတယ်။သူ့ကိုနိုင်တဲ့လမ်းနဲ့စော်မှပဲမှောက်တာတို့ပြတ်တာတို့ရှိမှာ။အခုကရှိတာလေးနဲ့စော်နေရတော့တိတ်တော့မထီရောက်ဘူး။အဲ့ဒါကြောင့်မိဘပြည်သူတွေအနေနဲ့ဝိုင်းဝန်းကူညီပံ့ပိုးပေးကြဖို့ကိုမြစ်တာရက်ခံကြမှာတယ်လို့ Braveheart Army BHA တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကဝန်ကြီးဌာနများအနေနဲ့ရေးပေးတဲ့ဒေတာများကိုကူညီရန်အတွက်ဌာနအလိုက်အလူငွေများကိုပေးပို့ကြရန်ညွှန်ကြားထားရမှာဝန်ကြီးဌာနများကလည်းပြည်သူများထံကနေပြီးတော့ရေးပေးကူညီရေးဆိုပြီးတော့ပြန်လည်ငွေညစ်တောင်းခံမှုများဖြစ်ပေါ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်ကောင်စီရဲ့ညွှန်ကြားမှုကြောင့်ဝန်ကြီးဌာနအလိုက် နန်းစီဒီယံဝန်ထမ်းများထံကနေပြီးတော့ငွေအလူခံခြင်းများအပြင်ပြည်ပကပြည်သူလူထုနဲ့စီးပွားရေးအတိုင်းအဝိုင်းတွေကိုပါလိုက်လံပြီးတော့ငွေကြေးတောင်းခံငွေညှစ်နေကြတယ်လို့သိရပါတယ်။ဥပမာအားဖြင့်ပြည်ထရေးဝန်ကြီးဌာနကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုရေးဘေးကူညီရေးဆိုပြီးတော့အလူငွေတွေကောက်ခံခိုင်းနေတယ်လို့သိရပါတယ်။ဒါကြောင့်ပြည်နယ်နဲ့တိုင်းခရိုင်မြို့နယ်ထွေးအုပ်များကရက်ွက်နဲ့ခြေပါအုပ်ချုပ်ရေးမှုများကိုတရက်ကွက်ကိုငွေကျပ်၁၀သိန်းကောက်ခံခိုင်းနေတယ်လို့သိရပါတယ်။ရက်ွက်တရက်ကွက်ကိုရေးဘေးအတွက်၁၀သိန်းကောက်ခံပေးခိုင်းလို့ မြောက်ဒဂုံထဲမှာတော့ရက်ွက်အုပ်ချုပ်ရေးမှုတွေကဈေးဆိုင်နေနဲ့ငွေရှိတဲ့အိမ်တွေကိုအတင်းအကျပ်ငွေတွေလိုက်ကောက်နေတယ်ငွေကောက်ပြီးရင်အထက်ကိုပေးရမှာမို့လို့ဆိုပြီးတော့ရေဘေးအလူငွေအတွက်အတင်းအကျပ်ကိုငွေတွေကောက်ယူနေတာလို့ ဒဂုံမြို့တဲ့မြောက်ပိုင်းမြို့နယ်33ရက်ကွက်ကဒေသခံပြည်သူတို့ကပြောကြားထားပါဗျ။ဒါအပြင်ပြည်နယ်နယ်တိုင်းစစ်ကောင်စီများကလည်းစီးပွားရေးလုပ်ငန်းရှင်များစီးပွားရေးကုမ္ပဏီကြီးများကိုမဖြစ်မနေအလူငွေထည့်ကြရန်ဖိအားပေးလာတယ်လို့သိရပါဗျ။ပြည်နယ်နယ်တိုင်းစစ်ကောင်စီများရဲ့ညှို့ကြားချက်ကြောင့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များကတမျိုးနယ်ကိုအ ਨੇ စုံငွေကျပ်300ရှာဖွေပေးနေရတယ်လို့သိရပါဗျ။ရေပင်းကူညီဖို့ဆိုပြီးတော့အစစ်စစ်ညှို့ကြားပြီးအလူငွေတွေကိုကောက်ခိုင်းနေတာ ်ဘဟုကတွေပြည်နယ်နဲ့တိုင်းကိုဖိတယ်ပြည်နယ်နဲ့တိုင်းတွေကနေပြီးတော့ခရိုင်နဲ့မြို့နယ်ကောင်းစီတွေကိုထပ်ဖိမြို့နယ်တွေကနေရက်ွက်ခြေရွာတွေကိုဖိပြီးတော့အလူခံခိုင်းတာအဆင့်ဆင့်နေဖြစ်နေကြတာအခုလဲတမြို့နယ်ကိုအနည်းဆုံးငွေကျပ်300ကျော်အလူငွေရှာခိုင်းတာတော့လုပ်ငန်းရှင်တွေကိုမြို့နယ်ကအလူခံလိုက်တိုင်းကအလူခံလိုက် ခရိုင်ကအလူခံလိုက်တဲ့လုပ်ငန်းရှင်တွေလည်းတော်တော်ကိုထိနေကြတယ်လို့ UMFCCI ကအဖွဲ့ဝင်စီးပွားရေးသမားကပြောဆိုထားပါတယ်။စက်တဘာလ22ရက်နေ့ကနေပြည်တော်မှာအကြမ်းဖက်ခေါင်းဆောင်မင်းအောင်နိုင်ဦးဆောင်ပြီးတော့ရေပေးတဲ့ပြည်သူများအထွတ်အလူငွေပေးအပ်ပွဲအခမ်းအနားကိုပြုလုပ်ပေးခဲ့ပြီးတော့စီးပွားရေးသမားများကငွေများကိုလှူဒါန်းခဲ့ရကငွေချက် 32ဘီလီယံကျော်ရရှိခဲ့ကြောင်းစစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်စစ်ကောင်စီကရေဘေးအလူခံများနဲ့လူဒန်းမှုများမှာနိုင်ငံရေးအသွေးအရောင်နဲ့စစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားမှုများမပါဝင်စေရေးအတွက်အထူးကြမ်းတ်ဆောင်ရွက်ရန်ဆိုတဲ့ညွှန်ကြားချက် တရက်ကိုပါထုတ်ပြန်လာတယ်လို့သိရပါတယ်။ပရိဒါအဖွဲ့တွေလူမှုရေးအသင်းတွေပုပ်ပလိကအစုအဖွဲ့တွေစေတနာရှင်အစုအဖွဲ့တွေစတဲ့အစုအဖွဲ့လေးတွေက တစ်ဖက်တစ်လမ်းကနေပြီးတော့ရက်ွက်မြို့နယ်ထဲမှာအလူထွက်ခံကြရမှာနိုင်ငံရေးအသွေးအရောင်တွေပါနိုင်တဲ့အတွက်စစ်ဆေးဖော်ထုတ်ဖို့နေပြည်တော်ကနေတိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေကနေတဆင့်ခရိုင်မြို့နယ်တွေကိုညွှန်ကြားထားပါတယ်လို့ရန်ကုန်တိုင်းစစ်ကောင်စီရဲ့သတင်းရင်းမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာလာရှုံမြို့နယ်နောင်ချုံမြို့များကိုညတကောင်အချိန်မှာစစ်ကောင်စီတပ်ကလေရင်များနဲ့ဗုံးကျက်ချခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ22ရက်နေ့ည10:00နာရီကျော်အချိန် MNDA တိမ့်ပိုက်ထားတဲ့လာရှုံမြို့ကိုစစ်ကောင်စီတပ်ကလေရင်များနဲ့ဗုံးနှလုံးကျက်ချခဲ့တယ်လို့သိရပါဗါတယ်။လာရှုံမော်တယ်ရှိနေအမှတ်7ရက်ကွာမှာရှိတဲ့အထက်က3ချောင်းရှိတဲ့ အိမ်တွင်းမှုကြောင်းပေးအနည်းမှရှိတယ်။ပြောင်းပွဲယုံတိုက်ပေါ်ကိုကြောက်ရောက်ခဲ့တယ်လို့သိရပါဗျ။လူထိခိုက်မှုတော့မရှိတော့လဲ။ပြောင်းပွဲယုံတိုက်ပြက်စီးသွားတယ်လို့သိရပါဗျ။မင်းည10နာရီကျော်အချိန်အတိအကျဆိုရင်ည10နာရီ20မိနစ်လောက်မှာတိုက်လေရင်နဲ့ဘုံကျဲချတယ်။တိုက်တော့ပြက်စီးသွားတယ်။လူတော့ထိခိုက်မှုမရှိဘူးလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါဗျ။အလားတူပဲစက်တင်ဘာလ22ရက်နေ့ည9နာရီကျော်အချိန်မှာ ရှမ်းပြည်နယ်မြောက်ပိုင်း TNL ကတိမ့်ပိုက်ထားတဲ့နောင်ချုံမြို့ပေါ်ကို Y12 လေရင်တိုက်လေရင်များတဲ့ဘုံကျဲချခဲ့တယ်လို့သိရပါဗျ။လက်တလုံးအထိကအပြည့်စီအခြေအနေကိုတော့မသိရှိရသေးကြောင်းဒေသခံများကပြောဆိုထားပါတယ်။မင်းညာက9နိုင်လောက်က Y12 လေရင်နဲ့တစ်ကြိမ်ဒီမနက်တနင်္လာမှာတိုက်လေရင်နဲ့နှစ်ကြိမ်နောင်ချုံမြို့ပေါ်ကိုဘုံလာကျဲချသွားပါတယ်။မနက်ခင်းကတစ်ကြိမ်နဲ့ဆိုရင်တရက်ထဲနဲ့၃ကြိမ်မှာပြည်သူတွေမှာကြီးလန့်စားစားဖြစ်နေပြီးတော့ကိုယ်အိမ်ပေါ်ကိုဘုံကျမဲ့အလှဲ့ကိုထမင်းစားပြီးတော့စောင့်နေရတယ်လို့ပါပဲ။ ဒီခွေးတွေရဲ့ရံကြောင့်အိတ်ကောင်းချင်းမအိတ်ရစားကောင်းချင်းမစားရနဲ့စည်ရဲပြတ်မှတ်မဟုတ်တဲ့နေရာတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ကိုတိုက်ခိုက်ဖုံးကျဲနေတာကတော့ရုံညံ့လုံးပါတယ်လေရင်မှုဆိုတဲ့ကောင်တွေကလည်းသွေးစာနေတဲ့ဝင်းပလီတွေလိုပဲပြည်သူတွေရဲ့အသားကိုစားဖို့ပဲစဉ်းစားနေကြတာလားလို့နောင်ချုံမျိုးကပြည်သူတို့ကပြောဆိုထားပါတယ် အကြမ်းစစ်ကောင်စီကဆုံးရှုံးသွားတဲ့အနေမြေများကိုပြန်လည်ရရှိရေးအတွက်ဆိုပြီးတော့ရန်တိုင်းမင်းစစ်စင်ရေးအဖြစ်နဲ့တိုက်လေရင်များ one twelve လေရင်များနဲ့တော်လိုင်းတပ်ဖွဲ့များသိမ်းပိုက်ထားတဲ့အနေမြေများကိုစက်တင်ဘာလ၁ရက်နေ့ကနေစတင်ပြီးတော့ဘုံကျဲတိုက်ခိုက်မှုများကိုလှုပ်ဆောင်ရဲ့ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ ချင်းပြည်နယ်မင်းတပ်မျိုးပေါ်စိုက်ပျိုးရေးရုံးအနီးမှာရှိတဲ့လူနေအိမ်များကိုစက်တဘာလ22ရက်နေ့ညနေပိုင်း၄နာရီဝန်းကျင်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်များကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့်မိလောင်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မင်းတပ်မျိုးခါလိုက်ရနှစ်ခွန်လေးတရင်ကပစ်ခတ်လိုက်တဲ့အဲ့ဒီလက်နက်ကြီးကြီးကစိုက်ပျိုးရေးရုံးနဲ့စက်မှုလက်မှုအနီးတဝိုက်ကိုကြက်ရောက်ပောက်ခွဲခဲ့ပြီးတော့အနီးနားမှာရှိတဲ့လူနေအိမ်၄လုံးမိလောင်ပျက်စီးခဲ့ရတယ်လို့သိရပါဗါတယ်။ညနေ၄နာရီဝန်းကျင်မှာဖြစ်တာလမ်းမြေရပါပဲ။ဘယ်သူအိမ်လဲတော့မသိရပါဘူး။အပြင်းအထန်မထွက်ရဲတာတရင်တွေက နေပြီးတော့ပြစ်ခတ်လိုက်တယ်လက်နက်ကြီးကြီးကြက်ရောက်ပြီးတော့ပေါက်ခွဲတာညာတိုင်းလည်းမအိပ်ရဘူးပတ်ပတ်လဲကိုဇက်တိုက်ပြစ်နေတာလို့မျိုးပေါ်နေတဲ့ဒေသခံတို့ကပြောပြထားပါတယ်စက်တမလာအတွင်းမှာမနေ့က21ရက်နေ့အထိမင်းတပ်မျိုးပေါ်နဲ့အနီးနားမှာရှိတဲ့ကြီးရွာတွေကလူနေအိမ်များကိုခောက်လိုက်ရနစ်ခေါ်လေးတရင်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များရဲ့မိရှုပ်ဖျက်ဆီးမှုလက်နက်ကြီးကြက်ရောက်ပေါက်ခွဲမှုတွေကြောင့်အင်ဂျင်စုစုပေါင်း၁၇လုံးအထိကိုပျက်စီးမှုတွေရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရိတ်သတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ